ပြီးခဲ့တဲ့ဗုဒ္ဓဘူးနေ့ကတူရကီနိုင်ငံအနောက်ပိုင်းမှာ Richter scale 6.2ပြည်အားရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငလျင်ဘုံအချက်ကတော့ Istanbul မြို့ရဲ့အနောက်ဘက်မိုင်90ခန့်အကွာမှာဖြစ်ပါတယ်။မြို့တော်အာရာပိုင်တွေရဲ့အဆိုအရဒံယာရရှိသူ150ကျော်ရှိပြီးအချို့လူများမှလည်းအလွန်အမင်းထိတ်လန့်ခဲ့ကြတယ်လို့ဆိုပါရယ်။လက်ရှိမှာတော့ဆေးရုံတက်ကုသမှုခံယူနေကြပြီးအရေးပေါ်အခြေအနေရှိတဲ့သူမရှိဘူးလို့လည်းဆိုပါရယ်။ မြို့ထဲမှာအချို့ဆိုင်တွေပိတ်ထားပေမဲ့မြို့ရဲ့လျှက်စစ်နဲ့ရေပေးဝေရေးစနစ်များတွင်ပြည့်စည်မှုမရှိဘူးလို့လည်းသိရပါတယ်။ငလင်လှုပ်ခတ်မှုအပြီးမှာတော့ငလင်နောက်ဆက်တွဲများဖြစ်ပေါ်လာမှာကိုစိုးရိမ်ပြီးလူတွေဟာပန်းချံတွေနဲ့အိမ်အပြင်ဘက်တွေမှာစုယုံနေခဲ့ကြပါတယ်။သမရာတိုင်ရစ်အေဒိုဂန်ကတော့လက်ရှိမှာစစ်ဆေးမှုတွေပြုလုပ်နေပြီးလက်ရှိအခြေအနေမှာအားလုံးအဆင်ပြေနေတယ်လို့ပြောဆိုခဲ့ပါတယ်။ အဆိုပါလှုပ်ခတ်ခဲ့တဲ့ငလင်ဟာတူရကီနိုင်ငံမှာအဆိုပါဆုံးငလင် ဖြစ်ခဲ့တဲ့2023ခုနှစ်ကငလင်ကြီးနဲ့နှစ်နှစ်အကြာမှာထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။2023ခုနှစ်ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8ပြင်းအားရှိတဲ့ငလင်ကြောင့်လူပေါင်း9500ကျော်သေဆုံးခဲ့ပြီး38000ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်လူပေါင်းသိန်းနဲ့ချီရလည်းအိမ်ယာမဲ့ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။